အင်္ဂလန်နိုင်ငံမှာတရေအချောက်ဆုံးအင်ဂျီပရိသတ်များလုံးပဲမင်္ဂလာပါရှင်အန်နိုင်ချင်တွေကနေပြန်လေးကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ကမ္ဘာပေါ်မှာတရေအချောက်ဆုံးအင်ဂျီလို့တောင်ခေါ်ခံရတဲ့ Bowling Retreat အကြောင်းကိုပြောပြပေးတော့မှာပါ။ဒီအင်ဂျီကအင်္ဂလန်နိုင်ငံမှာတည်ရှိပြီးတော့နှစ်ပေါင်း100ကျော်ကြာတရေဇလန်းတွေရဲ့နာမည်ကြီးတဲ့နေရာဖြစ်ပါတယ်။ဘာရီကြောင့်ဒီလောက်ကျော်ကြာရတာလဲဆိုတော့ဒီဗီဒီယိုထဲမှာအတူတူလေ့လာကြည့်အောင်ပါ။ ဘိုလင်ရက်ထရီကို1863ခုနှစ်မှာချမ်းသာတဲ့ဘုန်းတော်ကြီးဟန်ရီဒေါ်ဆန်အလီဗူးကတည်ဆောက်ခဲ့ပါတယ်။ဒါပေမဲ့အိမ်မဆောက်ခင်ကတည်းကဒီနေရာမှာတရဲဇလန်းတွေရှိခဲ့ပါတယ်။ဇန်နာရီအရ73ရာစုကဒီနေရာမှာဘုန်းတော်ကြီးတပါးနဲ့သူ့ရဲ့ချစ်သူတီလာရှင်လေးတယောက်ထွက်ပြေးခဲ့ပြီးတော့သူတို့ကိုဖမ်းမိပြီးတော့တီလာရှင်လေးကိုတပ်ပြစ်ကဘုန်းတော်ကြီးကိုထောင်ချခဲ့တယ်လို့သိရပါတယ်။အိမ်ဆောက်ပြီးချိန်ကနေစပြီးတော့ဒူးဆန်းတဲ့အဖြစ်အပျက်တွေစတင်ခဲ့ပါတယ်။ အိမ်ထဲမှာဒီလရှင်ပုံစံတရေမတယောက်ရဲ့အရိတ်ကိုမကြခဏအမြင်တွေ့ကြရပြီးတော့ညာဘက်တွေမှာခြေတံအတန်တွေမိခိုးတွေထွက်လာတာကိုအိမ်ရှင်တွေကကြုံတွေ့ခဲ့ရပါတယ်1920ပြည်နှစ်လောက်မှာတော့ဒီအိမ်ကြီးရဲ့နာမည်ကပိုကြီးလာပါတယ်အထူးသဖြင့်အိမ်ရှင်တစ်လီယိုနယ်ဖိုင်စတာနဲ့သူ့ရဲ့ဇနီးမာရီယန်နီတို့နေထိုင်စဉ်မှာချောက်လက်မှုတွေအရှိန်မြင့်လာခဲ့ရပါ မာရီယန်နီကိုမမြင်ရတဲ့တကိုးတစ်ခုကရိုက်နှက်တာနေရန်တွေမှာငါ့ကိုကူညီပါဆိုတဲ့စာရီပေါ်လာတာ ပစ္စည်းတွေလေတဲကနေပြစ်ချတာတွေဖြစ်ခဲ့ပါတယ်။1939ခုနှစ်မှာတော့နာမည်ကျော်တရေရှောက်ဘေးဆူဇန်တို့ဟယ်ရီပရိုက်စ်ကဒီအိမ်ကိုသူတည်တနာလုပ်ဖို့အတွက်ဝယ်ယူခဲ့ပါတယ်။သူရဲ့စုံစမ်းမှုတွေရအိမ်ထဲမှာတရေတွေရဲ့အတန်တွေပုံရိပ်တွေခြေရာတွေကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့1939ခုနှစ်မှာမီးလောင်ပျက်စီးသွားပြီးတဲ့နောက်ဒီအိမ်ရဲ့တရေဇလံတွေကပို့ပြီးတော့ကျော်ကြားလာခဲ့ပါတယ်။ ဗိုလ်လင်ရတ်ထရီပြည့်စည်သွားပေမဲ့တရေဇလန်တွေကတော့မပြောက်ပါဘူး။ Harry Price ရဲ့စာအုပ်တွေ၊သတင်းစာတွေရဲ့ဖော်ပြမှုတွေကြောင့်ဒီအိမ်ကတရေပရာလောကသားတွေရဲ့တင်ကြီးသားတစ်ခုဖြစ်လာခဲ့ပါတယ်။ယနေ့ချိန်မှာတော့အိမ်ကြီးရဲ့အပြိုအဆာနာတွေကိုကြည့်ရှုဖို့အတွက်လာရောက်တဲ့ခရီးသည်တွေအများကြီးရှိနေပါတယ်။အင်္ဂလန်နိုင်ငံကဗိုလ်လင်ရတ်ထရီအိမ်ကတော့တကယ်ပဲတရေ၆ခဲ့သလားဆိုတော့မသိရပေမဲ့ကမ္ဘာသမိုင်းမှာတော့တရေ၆ဆုံးအိမ်ရဲ့ဖြစ်မှတ်တမ်းရှိနေစေဖြစ်ပါရဲ့ရှင်။ ဒီနေ့ဗီဒီယိုလေးကတော့ဒီမှာတင်အဆုံးသတ်လိုက်ပါရစေ။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်နော်။အဆုံးတချို့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။